တင်းအများစု quarter final တက်ရောက်သွားကြတဲ့ EFL Cup round 4 Welcome to my party we're just getting started a life is a dream or a nightmare scarred မင်္ဂလာပါဗျကိုခင်းစတာ football show ကနေကြိုဆိုပါရစေကျွန်တော်ကိုခင်းပါဒီမနက်ပိုင်းမှာရှင်ပြိုင်သွားခဲ့တဲ့ EFL Cup round 4ပွဲစဉ်မှာတော့အသင်းအများစုက quarter final အဆင့်တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ် quarter final မှာလည်းဘယ်တင်းနဲ့ဘယ်တင်းထိတိုက်တွေ့ဆုံမဲ့ဆိုတော့တွဲဆိုင်တွေ ပေါ်ထွက်လို့လာခဲ့ပြီလည်းဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီဗီဒီယိုမှာတော့ကျွန်တော်ကန်ပြီးသွားခဲ့တဲ့ပွဲတွေထဲမှာဘလူးရက်ဆယ်မျိုးတွေဖြစ်ခဲ့တယ် round 4မှာဘယ်တင်းတွေကနောက်တစ်ဆင့်တက်ရောက်သွားခဲ့တယ် quarter final မှာဘယ်တင်းတွေထိတိုက်တွေ့ဆုံနေတယ်စတဲ့အချက်လက်တွေကိုဆွေးနွေးသုံးသပ်သွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးတစ်ပွဲက green speed down နဲ့ brentford ပေါ့ brentford တဲ့က kate andrews လက်ထက်မှာ thomas frank လက်ထက်နဲ့တိတ်ပြီးမကွာတဲ့ဆွဲဆောင်ရည်မျိုး ပြတ်တက်ထားနိုင်ခဲ့တယ်။ Green Speed Down အဝေးကွင်းမှာ၅ခုပြတ်ဆိုတဲ့ရလနဲ့နိုင်ပြီးတော့နောက်တစ်ဆင့်တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။နောက်ထပ်တစ်ပွဲကတော့ကျွန်တော်တို့ Wycombe Wanderers နဲ့ Fulham နဲ့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်က penalty ထိကန်ခဲ့ရပါတယ်။အဲ့တော့ Fulham က5-4ဆိုတဲ့ရလနဲ့အနိုင်ယူပြီးတော့ quarter final ကိုတက်ရောက်သွားခဲ့ပါတယ်။နောက် West Ham နဲ့ Cardiff City ပွဲစဉ်မှာတော့ West Ham က2-1ဆိုတဲ့ရလနဲ့ Cardiff City ကိုရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။ဒါကတော့ကျွန်တော်အင်ကာညာ နိုင်15မှာရှင်ပြိုင်ကစားခဲ့တဲ့ပွဲတွေနေဖြစ်ပါတယ်။အဓိကပွဲတွေကဗိုလ်တုံးညမှာရှင်ပြိုင်ကစားခဲ့ကြတာပါ။ဆိုတော့ဗိုလ်တုံးညမှာအသင်းအများစုရှင်ပြိုင်ကစားတဲ့ပွဲတွေနေပါဝင်ခဲ့တယ်။ဒါမှမဟုတ်လေအသင်းချင်းထိတိုက်တွေ့တဲ့ပွဲကလွဲရင်ကျန်တဲ့ပွဲစဉ်တွေမှာအသင်းတွေကအရန်ကစားသမားတွေနဲ့ဒုတိယဦးစားပေးကစားသမားတွေကိုပေါင်းဖွဲ့ပြီးတော့လူထုပ်ပေးသွားခဲ့တယ်။ဥပမာပြောရင်တော့ Arsenal, Liverpool, Man City, Chelsea စတဲ့အသင်းတွေမှာ ်ပွဲထွက်ကစားသမားရဲ့ဒီဇိုင်းသူတို့ရဲ့နောက်ထပ်တစ်ဆင့်နှိမ့်တဲ့ line up မျိုးကိုအသုံးပြုပြီးနောက်တစ်ဆင့်ကိုတက်ရောက်သွားတာဖြစ်တဲ့အတွက်ကြောင့်ဒီ EFL Cup ကိုအသင်းကြီးရဲ့သဘောထားတဲ့ပုံစံကလည်းထင်ထင်ရှားရှားမြင်ခဲ့ရတယ်ပေါ့နော်ဒီနောက်ဆုံးပွဲတစ်ပွဲဖြစ်တဲ့ Newcastle နဲ့ Tottenham Hotspur ပွဲတာအသေးအဓိကကစားသမားအများစုကိုပွဲထွက်ခွင့်တနေရာမှာထည့်ပြီးရှင်ပြိုင်သွားခဲ့တယ်။ဆိုတော့ဒီတစ်ပတ် EFL Cup တွေကဟိုမှန်ချက်နဲ့နန်းထွက်မကိုက်ခဲ့တဲ့ပွဲစဉ်တွေပို့ပြီးတော့ များခဲ့ပါတယ်။ Okay အဲ့တော့ကျွန်တော်ဒီဘရုံးညမှာကစားခဲ့တဲ့ပွဲစဉ်တွေကိုတစ်ချက်လေ့လာကြည့်မယ်ဆိုရင် Arsenal နဲ့ Brighton ပွဲပေါ့2-0ဆိုရယ်ရလနဲ့ Arsenal ကအနိုင်ယူနိုင်ခဲ့တယ်။အဲ့တော့အာကြီးကတော့ကျွန်တော်1-0 2-0တစ်ခုပဲ။တကယ်လို့2-0ဖြစ်ပြီးတစ်ဖက်အသေးကတိုက်စစ်အရန်ကောင်းရင်ရောမင်းကိုတကူးပေးလိုက်မယ်ဆိုတဲ့ပုံစံမျိုး။အေးသူတို့1-0လောက်နဲ့ပဲမင်းနဲ့ 65 90ကြားတဲ့ရောက်လာလို့อ่ะအဲ့ဒါသွားပြီးဒါမဲ့တော့အဲ့ဒီဝမ်းစီကိုတေချောင်ပိတ်ကန်သွားမဲ့ပုံစံမျိုးဆိုတော့ Arsenal ရဲ့လက်ရှိအချိန်ဟိုဝေဘန်တန်နေရတိတ်မကြားတော့ဘူးချီချူထောပနာပြုတဲ့အတန်တွေပဲကျွန်တော်ကြားရတော့တယ်။ပြိုင်ဘက် legendary တွေအရင်က Arsenal ကိုခက်ခက်တီးတီးဝေဘန်ခဲ့ဘူးတဲ့သူတွေ Gareth Neville တို့ John Obi Mikel တို့ကြီးကြီးသူတို့ကိုယ်တိုင်ဒီပြင်လည်းတကယ်နားလေလက်ခံပြီးတော့ Arsenal အသင်းဒီနေ့ပိုဆွဲမယ်ဆိုတာ ယုံကြည်လာကြတယ်ဒါကဟိုအကြိုက်ဆောင်ပြီးပြောနေရတဲ့စာရင်တကယ် reality မှာလဲလက်ခံရမယ်အခြေအနေမျိုးဒါပေမဲ့ဒီဘဲတွေကိုတော့အရင်တော့ဘာကြောင့်မင်းဝေဖန်ခဲ့လဲဘာညာတော့တွားပြောလို့မရဘူးပေါ့ဗျာအကုန်လုံးဟိုခမန်းသုံးသက်ဝေဖန်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်တထစ်ချာကြီးဘယ်လိုလုပ်သိမလို့ဟို potential တွေကိုပဲကျွန်တော်တွေကခမန်းပြီးပြောရတဲ့အခါကျတော့ဒီနေ့ရာဒီမှာ Arsenal ရဲ့အာအတော်လေးကောင်းလာတာတော့အမှန်ပဲဗျာအဲ့တော့သူတို့ နောက်ဆုံးကိုးပေးခဲ့ရတဲ့ပွဲစဉ်ကစက်တင်ဘာလ28ရက်နေ့ကနယူကက်ဆယ်ကိုတကူးပေးခဲ့ရတာအဲ့နောက်ပိုင်းမှာအိုလံပီယာကော့စ်ကို2-0ဝါဆန်ကို2-0ဖူလန်ကို1-0တုံးမဲ့ရှိနော်အီတီကို4-0လေးပွဲပဲရစ်ကို1-0ငါးပွဲနဲ့အခုဘရိုက်တန်ကို2-0 6ပွဲတိတိရှိလာခဲ့ပြီအဲ့တော့ကြောင့်အာစနယ်အသင်းရဲ့လက်ရှိချိန်ခန့်စစ်ကစားပုံကတကယ်ကိုထိတ်တန့်အစ်စ်မှရှိနေရလို့ပဲပြောရမှာဖြစ်ပါတယ်ကဲနောက်တစ်ပွဲလီဗာပူးနဲ့ခရစ်စတပယ်လီစ် ီပွဲစဉ်ကဘာပြောမှမတော်မသိတော့ဘူးအာရနာစတော့ပလိန်ဗျာဒီကပ်ကိုရှော်လိုက်တဲ့ပုံစံမျိုးကြီးပေါ့နော်ဒီလိုရှော်လိုက်လို့လေဟိုကောင်းတဲ့အပိုင်းတော့ရှိမယ်ဗျာသူတို့ EPL ကို focus အပြည့်ထားလို့ရမယ်ကျွန်내ဒါ Champion League တို့ FA Cup ဘာညာရှိမယ်ပေါ့တိုးတော့အသင်းကရလဒ်တွေတောက်လျှောက်စိုးနေတဲ့အချိန်ရှုံးပွဲတွေဆက်နေတဲ့အချိန်မှာဒီရှုံးပွဲပါကြုံတွေ့လိုက်တဲ့အတွက်ကြောင့် ဂျာတယ်မှာ forever ကိုနိုင်တဲ့ပွဲကလွဲရင်အခုနောက်ဆုံးပွဲတင်နေသည့်တောက်လျှောက်ရှုံးပွဲတွေကြီးပဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ပွဲထွက်လူစည်းအခင်းချင်းကိုစသူတို့ရဲ့အရန်ကစားသမားလူငယ်ကစားသမားတွေကိုအဓိကကစားသမားတချို့နဲ့ပဲပေါင်းထည့်ပြီးတော့အသုံးပြုသွားခဲ့တာပါ။ဆိုတော့တယောက်ထုတ်ခံလိုက်ရတဲ့ဘာညာဆိုတာမှန်ပေမဲ့ပယ်လစ်ကဂိုးပြတ်နေပြီးတော့အချိန်ကာလမှာထုတ်ခံရတာဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်ကလည်းလီဗာပူးတဲ့အရှုံးရမယ့်ပွဲစဉ်တစ်ပွဲလို့ပဲဆိုရမှာပါခင်ဗျ။ โอเคကျွန်တော်ညီကိုတွေကိုဒါမိတ်ဆက်ပေးချင်တာလေးတစ်ခုရှိပါတယ်တကယ်လို့ဘောလုံးပွဲကစားချင်တယ်ဆိုရင်စူပါစီနီယာဘေးပေါ်စီမှာအိုင်ဘက်ခွန်ရှိကိုငါတို့မစ်မောင်မောင်6တို့ကိုမမ်ဘာတဲ့အပူစုချင်းများသွားနဲ့ယုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနမတ်399 69969 440မှာဆက်တွေ့ဆုံဆန်းမေးမြန်းလို့ရပါတယ်ခင်ဗျာโอเคကျွန်တော်နောက်ထပ်တစ်ပွဲသွားမယ်ဆွမ်စီးနဲ့မန်စီးတီချန်ပီယံရှစ်ကအသင်းတစ်သင်းနဲ့ရင်ဆိုင်ရတဲ့မန်စီးတီအဖို့လူငယ်လူရည်တွေနဲ့ဒုတိယဦးစားပေးကစားသမားတွေကိုပွဲထုတ်ပါသေးအောင် ဲ့တလောက်တိတော့မခက်ခဲခဲ့ပါဘူးဒီပွဲစဉ်မှာ Man City က3-1ဆိုတဲ့ရလဒ်နဲ့အနိုင်ယူခဲ့ပါတယ်ဒါတော့မှ Swansea ရဲ့ဂိုးရင်သွင်းခြင်းကိုခံပြီးမှနောက်ပြန်သွင်းတဲ့သွင်းကိုရင်းနဲ့တူတူအနိုင်ယူခဲ့တာဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ် Man City လိုအသင်းမျိုးဖို့နောက်တစ်ဆင့်တက်ရောက်သွားတာအသင်းကြီးတွေထိတ်တိုက်တွေ့မဲ့အခြေအနေတွေအများကြီးရှိတယ်တော့ကျွန်တော်ဘေးကပွဲကြီးပြိသက်ကတော့ပို့ပြီးတော့ကြည့်လို့ကောင်းပြီဖြစ်ပါတယ်ကဲကျွန်တော်နောက်တစ်ပွဲက Wolverhampton နဲ့ Chelsea Wolverhampton ဒီ ဒီနေ့ဘောလုံးရာဒီမှာတော်ဆိုးွားတဲ့အတင်းတင်းဆိုပင်မဲ့လေချက်စီးတင်းကိုပနတီကံဘူတီအနည်းဆက်ဆုံးအချိန်ကြီးဖြစ်ခဲ့တယ်။သို့တော့နောက်ဆုံးချိန်နောက်ဆုံးမိနစ်ရောက်ခံနီးမှာဂျမီဂီဒန်စ်ရဲ့အနိုင်ကိုတွေ့မှုကြောင့်ချက်စီးတင်းကနောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့တယ်။ထူးခြားတာတစ်ခုကတော့ချက်စီးသည်ပြိုင်ဘက်အသင်းနီးရင်နီး မနေကိုအသင်းညီမနိုင်တဲ့သဘောမျိုးဖြစ်နေတယ်ဒီပွဲစဉ်မှာလီယန်ဒီလက်ပြန်ကစားတဲ့အတွက်ကြောင့်ဝမ်တာဖြစ်မဲ့လီယန်ဒီလက်ကအနီကပ်ပြန်ထိသွားခဲ့ပါတယ်တိုးတော့ကန်ကောင်းထောက်မှသွားတယ်နောက်တစ်ဆင့်တော့တက်ရောက်သွားခဲ့ပါတယ်နောက်ဆုံးပွဲကတော့ကျွန်တော်ညူကစင်နဲ့ထော့တနော့စ်ပါပွဲပေါ့နော်နှစ်သင်းလုံးကတော့လူစုံနီးပါးထုတ်ပြီးတော့ရှင်ပြိုင်ခဲ့ပေမဲ့အိမ်ရှင်ညူကစင်ကပဲအနိုင်ရရှိသွားခဲ့ပါတယ်အဲ့တော့ကြောင့်ကျွန်တော်နောက်ထပ်တွေးဆိုင်နေရဒါ ဒီဇင်ဘာလ16ရက်နေ့ညပေါ့နော်ဒီဇင်ဘာ16မနက်ပိုင်းမှာတွေ့မယ်တွေ့ဆိုင်နေပေါ်ထွက်လို့လာခဲ့ပါတယ်ควอတာဖိုင်နယ်အဆင့်ပွဲတွေဖြစ်တဲ့အတွက်ကြောင့်သိမကြခင်အချိန်တွင်စီမီတို့ဖိုင်နယ်တို့ရောက်ဖို့ဆိုတာလက်တကဲမဲ့လိုပါတော့တယ်ဒါပေမဲ့လေ domestic cap တွေထဲမှာ EFL cap ကဟို class ရအနေဆုံး domestic cap လို့ပြောလို့ရတယ်အဲ့တော့ควอတာဖိုင်နယ်မှာလည်းအသင်းတွေအနေနဲ့ round 4လို့မျိုးလူတွေ short game လားထုတ် game လားဆိုတာတစ်ချက်စောင့်ကြည့်ရအောင် ာစနယ်ကတော့ Crystal Palace အသင်းနဲ့ပွဲချက်ရင်ဆိုင်ရမှာဖြစ်ပြီး Cardiff City အသင်းကတော့ Chelsea နဲ့ရင်ဆိုင်ကစားမှာဖြစ်ပါတယ်။ Man City က Brentford နဲ့တွေ့ဆုံမှာဖြစ်ပြီးတော့ Newcastle က Fulham နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။အဲ့တော့ဒီတွဲဆိုင်လေးတွဲမှာ Chelsea ကတော့အနည်းငယ်တက်တာခဲ့တယ်လို့ပဲပြောရမှာပါ။ကျန်တဲ့အသင်းတွေအနေနဲ့ဘာပြော Premier League မှာအသိရှိတဲ့အသင်းတွေကိုရင်ဆိုင်ကစားမှာဖြစ်ပေမဲ့ Chelsea ကတော့ Championship က Will Ichie Side Cardiff ကိုရင်ဆိုင်ကစားမှာဖြစ်တဲ့အတွက် စီမီဖိုင်နယ်ကိုတက်ရောက်ဖို့အခွင့်အလမ်းပိုများပါကြောင်းတုံသက်ဆွေးနွေးနေပဲဗီဒီယိုလေးတွေမှာနားခွင့်ပြုပါအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ